အားလုံးပဲမင်္ဂလာပါဗျာဒီနေ့တော့ကျွန်တော်တို့လွယ်ကူတယ်ရှင်းလင်းတယ်ဒါပေမဲ့တကယ်ဘဝတသက်စာမှတ်သားထိုက်တဲ့ဟာလေးတွေကိုနိမ့်နံလိုက်ကျွန်တော်ပြောပေးခြင်းတယ်ဒါတွေကတော့ဘီဒင်စတဲ့နဲ့အဲဘိစစ်သမားတွေအတွက်အခြေခံအောင်လို့ဖောင်ဒေးရှင်းခေါ်တာပေါ့နော်ဖောင်ဒေးရှင်းတင်နန်းဒီမှာကျွန်တော်တင်ပေးတဲ့နီလန်းပေါ့ဂျိုပရီယယ်ရပြီးွားပြီတော်မိယံတက်တွေရပြီးွားပြီဆိုရင်ဒီလိုမျိုးထိုင်ပြောလေးရှိတယ်တိတ်နားထောင်လို့ကောင်းတယ်ဆရာတွေတင်တယ်ဆိုရင်ပေါ့ နော်အားအလေးကိုကျွန်တော်ခုပြောပြမှာဖြစ်တယ်ကျွန်တော်လက်ဆန်းပြတွေကတိတ်ချစ်စရာကောင်းတယ်နော်နေနံလေးတခုအတိယုံနေတယ်အချို့နေရာတွေမှာဘလို့လူတယောက်ကို ပြောလို့ရလဲဆိုတာလေးကိုကျွန်တော်တို့ကသုံးသပ်ပြလို့ရတယ်ဗောနော်ဒါကလည်းလက်ဆန်းပြတွေရဲ့အားသာချက်ပေါ့ဟိုမွေးတက်ကစ်တွေမလို့ဘူးနော်မွေးချိန်တွေမလို့မွေးတဲ့မျိုးတွေမလို့ပဲねကျွန်တော်တို့ပြောလို့ရတဲ့နည်းလေးတွေလက်ဆန်းမှာအများကြီးရှိတယ်တကယ်လည်းလက်တွေ့မှာကျွန်တော်တို့ အများကြီးမှန်ကြတာလေကျွန်တော်တွေ့တယ်ဗောနော်အဲ့ဒါဘာအချက်လဲဆိုတော့ကျွန်တော်တို့တင်းနေကုန်တွေအသားအမိတွေပြောအောင်ကျွန်တော်စဉ်းစားကြည့်အောင်တင်းနေကုန်တွေတင်းနေကုန်တွေမှာကျွန်တော်တို့ကအထက်ဆောင်ပန်းအောက်နင်းကျန်းဆိုတာရှိတယ်เนาะအထက်ကဆောင်ပန်းမယ်အောက်ကနင်းကျန်းပဲဗောအထက်ကိုကျွန်တော်တို့ဘယ်လိုဆောင်အောင်မလဲဆိုတဲ့နည်းတွေအများကြီးရှိတယ်အဲလူတယောက်မှာကျွန်တော်တင်းနေကုန်တွေအသားအမိတွေမှာအထက်ဆောင်ပန်း၃လုံးရှိပါတယ်အဲ့ဒါ6ခုမြောက်နေရာမှာရှိတဲ့တောက်ကြရဲ2ခုမြောက်နေရာမှာရှိတဲ့တင်းနှင်းလာရဲ ငါးခုမြောက်နေရာမှာရှိတယ်ကြာတာပရိရယ်ဒါကူအတွက်ဆောင်းပန်းပေါ့ဆောင်းပန်းမှာနေကျွန်တော်တို့ကနဝင်းသီးတန့်ဖြစ်တဲ့ကြာတာပရိရာထီးလို့မိုးတာတယ်ဒါကြောင့်ပဲတင်းဥတွေသားမီးတယောက်အတွက်ကြာတာပရိရာအခေယအကြဆုံးပဲနော်ကြာတာပရိရဲ့ထိန်းချုပ်မှုအောက်မှာအပြည့်အဝရောက်ရှိနေတာကတင်းင်းကုန်နေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်ပဲကြာတာပရိဂျိုကိုကျွန်တော်တို့ကကောင်းကောင်းအသုံးချတဲ့တင်းင်းတွေသားမီးတွေကဘဝနေထိုင်မှုအပိုင်းမှာ အားကောင်းစေတယ်အားကောင်းစေတယ်အဆင်ပြေစေတယ်အဲ့တော့တင်ဦးတွေတာမီးတွေကဂျာတာပရိယာဘာကိုပြောတာလဲဂျာတာပရိဆိုတာတောမကျိုးတောမတော်မှာအတိတောမပါနော်ဟိုအရန်ကောင်းတဲ့ဂျော်ကြီးဂျိုကြီးဖြစ်တယ်အရန်ကောင်းတဲ့ဂျိုကြီးဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီတောမကျိုးကိုကျွန်တော်တို့အတုံးချမယ်အဲ့တော့ဂျာတာပရိဆိုတာကျွန်တော်တို့ကဘေးထဲမှာပညာကျိုးပေါ့နော်ပညာကျိုးဖြစ်တယ်ပြီးတော့ဂျာတာပရိဂျိုကြီးကကြီးတယ်ကျဲတယ်ဒီဂျူပီတာကြီးက เนาะအဲ့တော့ data range ကကြီးမားတယ်ကျေပြန့်တယ်ဒါကြောင့်ပဲကျွန်တော်တို့ကဉာဏ်ပညာအနေနဲ့ data range ကိုကျွန်တော်တို့အသုံးပြုတယ်တော့ဘေးတင်ရတော့အဲ့လိုအသုံးပြုတာဖြစ်တယ် data range ကိုကျွန်တော်တို့က handle လုပ်နိုင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒေဝနေသားမီတွေကန်ကောင်းနိုင်တယ်အဲ့တော့ပညာရှင်းတယ်ဗျာကျွန်တော်တို့ပညာရတစ်ခုကိုကျေကျေပြန့်ပြန့်နှံ့နှံ့ဆက်ဆက်သိတဲ့လူမျိုးဖြစ်ကြမယ်ဒီနေ့ကိုတွေသားမီတွေအဲ့တော့ကျွန်တော်တို့စဉ်းစားကြည့်အောင် ခင်ဗျားတို့ကျွန်တော်တို့ပညာရေးတစ်ခုမှာနှစ်နှစ်ဆက်ဆက်ကျင်းကျင်းကျင်းတက်ကြရလားတက်ကြရလားတရားတော်ကံတော့မတက်ဘူးဆိုရင်တော့ဒီနယ်ပယ်မှာ80ရာခိုင်နှုန်း80ရာခိုင်နှုန်း90ရာခိုင်နှုန်းတော့တက်ဖို့လိုတယ်ထားပါတော့နော်အဲ့တော့ကိုကဟိုပညာတော့20%လောက်တော့သိတယ်ဟိုပညာကိုလည်းကျွန်တော်30%လောက်တော့သိတယ်ဟိုပညာကိုလည်း50%လောက်တော့သိတယ်အဲဒီလိုမျိုးမရဘူးတင်းနေငွေတွေတာမီဖြစ်ရင် ကိုယ့်အတွက်တကယ်အသုံးတည့်တဲ့ပညာတွေကိုကျွန်တော်တို့တရားရာခိုင်နှုန်း90ရာခိုင်နှုန်း80ရာခိုင်နှုန်းဒီလောက်ကျွမ်းကျင်ဖို့လိုတယ်။အဲတော့ဘဝမှာကျွန်တော်တို့ဘာနဲ့အသက်မွေးကြမလဲ။နော်။ဒါပါတော့ကိုယ်အသက်မွေးမဲ့ပညာမှာနှစ်နှစ်ဆက်ဆက်အတိဖို့အလိုဆုံးကတင်းတင်းကုန်နေပဲ။ကျွန်တော်အဲ့ဒါကိုလုံးဝမေ့လို့မရအောင်နော်။အဲကိုယ့်ရဲ့ဟိုမှာနှစ်နှစ်ဆက်ဆက်မတိတာနဲ့တင်းတွေသားမိတယ်ဘဝရက်တီးရတာခက်ခဲလာလိမ့်မယ်။ကိုယ်ဆက်ဆက်ဒီဆက်ဆက်လုံးဝလုံးလို့မရရတယ်မှာတင်းကုန်နေပါတယ်။ အခြားလူတွေလှုပ်ချင်လို့သူ့ဘဝလမ်းကြောင်းသူအတော့မိုးလို့ရရင်ရမယ်တင်းင်းကိုနေကြတော့မရပါဘူးဒါပါတော့ဗျာကားအကြောင်းပေါ့ကားအကြောင်းကိုတကယ်နှက်နှက်ဆက်ဆက်သိဖို့လိုပါတယ်ကားပွဲစားလုပ်ပါလားကားဝက်ရှော့ထောက်ပါလားကားနဲ့ပတ်သက်ပြီးဘယ်လိုရက်တည်ပါလဲနော်အဲ့တော့အဲ့တော့ဆိုရင်ဒီကားနဲ့네ဘယ်ထဲမှာသူများလို့ဩငါ네ဘယ်တစ်ခုပဲတက်တယ် AC ပဲဒါလေးနဲ့ပဲလှုပ်စားမဟုတ်ဘူးဒီနယ်ပယ်နဲ့ပတ်သက်ရင်ကိုတိနိုင်နေမြားနှိုက်နှိုက်ချွတ်ချွတ်လက်တဆုံနှိုက်ပြီးတော့လေ့လာဖို့လိုတယ်တင်းကုန်နေသားမီဒီယာ အဲ့တော့တင်းဦးရသားမီဒီယာပညာသူဖြစ်တဲ့အတွက်ကျွန်တော်ပညာကိုလုံးဝမေ့လို့မရဘူးပညာနဲ့ပတ်သက်ပြီးကျွန်တော်မေ့ထားလို့မရဘူးနော်အဲ့တော့ပညာရှာဖို့ထက်ပညာရဲ့ဒီခုကိုပြည့်ပြည့်စုံစုံ complete နေပါသိအောင်နော်လောက်ထားဖို့လို့တယ်တရားရကန်တော့မဟုတ်တော့ကျွန်တော်ပြောလို့85ရကန်တော့တော့သိဖို့လို့ပါအခုကျွန်တော်ဘေးနေတက်တယ်ပေါ့ဘယ်နေရာမှာကျွန်တော်85ရကန်တော့ဘယ်နေဘယ်မှာကျွမ်းလဲအဲ့ဒီအပိုင်ဆုံးနည်းကိုကျွန်တော်တို့က ထုတ်သုံးရတယ်ဘီဒင်ဟောတဲ့ခါကျရင်ဘီဒင်နယ်ပယ်မှာအကျယ်ကျယ်ပြန့်လုံးအကြီးတယ်ပညာတွေအများကြီးပဲအကုန်ကြီးကျွန်တော်ပိုင်ပိုင်နန်သိလို့မရအောင်နောက်တစ်ဘဝသုံးဘဝလည်းမပြီးဘူးအဲ့တော့ကျွန်တော်တို့ပိုင်နိုင်ဆုံးဟာကိုကျွန်တော်တို့ဘီဒင်မှာစပြီးလူတယောက်ကိုဟောပြောရတယ်အဲ့တော့တင်းနေဦးနေတွေကဂျာတာပရီအားကောင်းဖို့လိုတယ်လို့ပြောတာဂျာတာပရီနဲ့ပတ်သက်ပြီးပညာရက်ကိုသိထားဖို့လိုတယ်ဒါကြောင့်ပဲကိုသားသမီးကတင်းနေဦးနေရှိတယ်ဆိုရင်ဘာကိုခမားတို့ပြပြဝါတင်ပေးမလဲတခုခု expert ကျွမ်းကျင်မှုဖြစ်အောင်လုပ်ပေးနိုင်မှာဘဝရည်တည်ချက်ရလိမ့် ဒါကကြာတာပရိစိုးမိုးမှုကြောင့်ဒုတိယအနေနဲ့တင်းတင်းကုန်တွေနော်ဒုတိယအနေနဲ့တင်းတင်းကုန်တွေသားသမီးတွေအနေနဲ့နှစ်ခုမြောက်ဖြစ်တဲ့အညွန့်ကျိုအညွန့်ကျိုကတင်းတင်းလာပိုင်တယ်ဒါကြောင့်ပဲညွန့်နေပစ္စည်းပွားလို့ပြောတယ်နော်အညွန့်ဆိုတာစီးပွားလို့ပြောတယ်ညွန့်နေစီးပွားလို့လည်းခေါ်ကြတယ်အဲ့တော့အညွန့်ဆိုတာစီးပွားရေးကိုပြောတာဒါကြောင့်တင်းတင်းလာကျိုကတင်းတင်းကုန်တွေသားသမီးတွေအတွက်စီးပွားရေးကျိုလို့ပြောတယ်အချို့က ဆရာကျမဘာအလုံးနဲ့အတက်မွေးရမလဲဘာအလုံးနဲ့ကျမတို့စီးပွားရှာရမလဲအဲစသဖြင့်ဒီလို မေးကြတာရှိတယ်အဲ့တော့အညုံဂျိုကစီးပွားရေးနဲ့ပတ်သက်ရင်ဆက်ဆက်မှုအများကြီးရှိတယ်အဲ့တော့ဒါကတော့အညုံဂျိုတခုလည်းကြည့်ပြီးလူတယောက်မင်းဒါလုံးဟိုကဒါလုံးပြောလို့တော့မရဘူးဒါမှအညုံဂျိုကဆက်ဆက်မှုရှိနေတယ်လို့ပြောတာဒါတော့တင်းငွေတွေသားမီဒီယာတနင်္လာနဲ့ပတ်သက်ရင်တနင်္လာဆိုတာကောင်းငင်မှာရှိတယ်လမယ်လမယ်ကိုပြောတာ နော် လမင်းဖြစ်တဲ့ပြင်တနင်္လာအေးချမ်းမှုကိုပေးတယ်။တောက်ထဲမှာပူလောင်နေတာကျွန်တော်မသိဘူး။လပေါ်ကျွန်တော်မရဘူး။ဒါပေမဲ့လမင်းရဲ့အယောင်ကကျွန်တော်တို့အေးချမ်းတယ်လို့ခံစားရတယ်။လရအောင်မှာထိုင်နေရတာအေးချမ်းမှုတွေရတယ်၊ငင်းချမ်းမှုတွေရတယ်။ဒီလိုမျိုးကိုလည်းကျွန်တော်တို့ခံစားရစေတယ်။ဒါကြောင့်ပဲကျွန်တော်တို့ကတနင်္လာဂျိုးဖြစ်တဲ့အတွက်အေးချမ်းမှုကိုပေးတာဖြစ်တဲ့အတွက်တင်းရုံတွေသားမြာစီးပွားလှုပ်တဲ့အခါမှာပူပူလောင်လောင်ပတ်စံရှာတာကိုကျွန်တော်တို့အားမပေးပါဘူး။ ကိုလုံနေတဲ့အလုပ်မှာပျော်ရမယ်စိတ်ချမ်းသာရမယ်ပေါ့ဘွားဘွားလေးဖြစ်ကြမယ်ကိုဝါဒနာပါတဲ့အလုပ်လည်းဖြစ်ရမယ်နော်အားဒါလုံနေလို့စိတ်ကြည်နူးတာလည်းဖြစ်ရမယ်တနင်္လာကျိုတီးတန်းကောက်မယ်ဆိုတော့တနင်္လာခီးသွားလုပ်ငန်းနော်ရေနဲ့ပတ်သက်တဲ့လုပ်ငန်းတင်ကြိုင်းနဲ့ပတ်သက်တဲ့လုပ်ငန်းအလှပဆိုင်ရာလုပ်ငန်းနော်တခုခုကိုကျွန်တော်တို့က copy ပွားပြီးတော့ပြန်ဖြန့်တဲ့လုပ်ငန်းပေါ့စာအုပ်ထုတ်ဝေရေးတို့လိုနော်မိတူဆိုင်တို့လိုနော် ပင်ရတခုခုကိုကျွန်တော်တို့ကယူပြီးတော့ပြန်ဖြန့်တာဒါဆိုကုံတိုလောင်တဲ့လုပ်ငန်းဒီလိုလုပ်ငန်းတွေကတနေ့ကနေသားမီးတွေအတွက်ဘဝမှာဖြစ်တည်လာတဲ့အကောင်းတဲ့လုပ်ငန်းတွေအဖြစ်ရက်တည်လာတယ်။နော်ဒါအောင်မအခြားချိုတွေနဲ့ဆက်ဆက်ပြီးကျွန်တော်ပေါင်းကြည့်ရင်ဘယ်စည်းဝါဆိုတာပေါ်လာတယ်။ဒါကြောင့်စည်းဝါရင်းနဲ့ပတ်သက်ရင်တနေ့လာချိုဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရဘူး။နော်ဒါရရပိုင်းဆိုရင်ဒီတနေ့လာကိုအသုံးပြုလို့ရတာရှိသေးတယ်။နောက်တစ်ခုကကျွန်တော်စမ်းချိုပေါ့။ ကျတော့ကျွန်တော်တို့အထက်သုံးလုံးမှာစောင့်မောင်းမှာစမ်းချိုဖြစ်တဲ့တောက်ကြချို၆ခုမြောက်ချိုပေါ့၆ခုမြောက်ဆိုတာကိုယ့်ရဲ့အိမ်တောင်ရေးကိုပြောတာပါအိမ်တောင်ရေးကိုပြောတာအဲ့တော့အိမ်တောင်ရေးကတောက်ကြချိုဖြစ်ကြမယ်လို့ပြောတာနော်အိမ်တောင်ရေးကတောက်ကြချိုဖြစ်ရမယ်တောက်ကြချိုဆိုတာဘယ်လိုသဘောလဲပေါ့တောက်ကြချိုကိုကျွန်တော်လက်ဆန်းပေတင်ရကြည့်မယ်ဆိုတော့တောက်ကြကဂျိုသက်အားဖြင့်21ဂျိုသက်21ဒါဆိုတောက်ကြတောက်ကိုရအောင်ကျွန်တော်ကြည့်ကြည့်21လို့ရေးထားတယ်ဂျိုသက်ဆိုပြီးတော့နောက်21လို့နော်အဲ့တော့ တောက်ကြကဂျိုသက်များတယ်ဒါကြောင့်တင်းကလေးသားမီးတွေကအိမ်အောင်ပြုတဲ့အခါကျရင်ကိုထက်အသက်ကြီးတဲ့လူဒါမှမဟုတ်အသက်ကြီးတဲ့လူလို့ရင့်ကျက်တဲ့လူငယ်တော့ငယ်တယ်အခုအချို့ရင့်ကျက်ကြတာတို့လို့မယ်အဲလူငယ်မျိုးပဲလူကြီးလေးတယောက်လိုပဲနော်ဟာအရမတော့ဖဲမရနော်စီးပွားရေးပေါ်လဲအားထည့်တယ်သူများတွေဂီတာတီးပြီးလိုင်းမှာအီယာအီယာရှောက်လုံနေတဲ့အချိန်မှာသူတို့တင်းကျိန်နေစီးပွားရေးပေါ်မှာစိတ်နဲ့ထားတယ်အဲကိုထက်အသက်ကြီးတဲ့လူဖြစ်ရင်ဖြစ် ဒါမှမဟုတ်အသက်ငယ်တယ်ဆိုရင်လည်းကို့အတွက်ရေကုတ်ထက်ရင်းကျက်တဲ့လူတည်ငိမ့်တဲ့လူအဲ့လိုလူမျိုးတွေကိုအိမ်အောင်ဘတ်ရွေးချယ်ရပါတယ်တဲ့ပြီးတော့တောက်ကြဆိုတော့ကျွန်တော်တို့ကတိမ့်ထုတ်သေးကြအဲ့တော့ကိုယ်ယူတဲ့အိမ်အောင်ဘတ်ကဘလောက်တိ saving လုပ်နိုင်လဲပေါ့သူ့ရဲ့သူ့ရဲ့ပစ္စည်းတွေသူ့ရဲ့ငွေကြေးတွေကိုအဲ့တော့ငွေကြေးစုဆောင်တတ်တဲ့လူမျိုးငွေကြေးကိုစီမံခန့်ခွဲတတ်တဲ့လူမျိုးအဲ့လိုလူမျိုးကို အိမ်အောင်ဘက်ဖြစ်ရွေးချယ်တာကပိုကောင်းတယ်လို့ပြောတာပြီးတောက်ကြဆိုတော့ V-neck ဖြစ်တဲ့အတွက်အလှပါကိုချစ်ရတဲ့လူကပြုတ်ဆပြဲလောင်းနေတယ်နော်မျက်နှာကိုလည်းတန့်ရှင်းမလို့၊သွားကိုလည်းတန့်ရှင်းမလို့၊သပင်လည်းတန့်ရှင်းမလို့၊အဝတ်အစားတို့လည်းကြုံထဲကကောက်ဝတ်လာတယ်။အိမ်ရာကြေမှုန့်နေတယ်။အဲ့လိုလူမျိုးတွေနဲ့ဆိုရင်တင်းငွေတွေသားမိတယ်ကအဆင်မပြေဘူးလို့ပြောတာ။ကိုချစ်ရတဲ့သူကတသက်ရဲ့နေတဲ့လူ၊ကိုထက်အသက်အကြီးအကြီးမကြီးရင်ကျက်တဲ့လူမျိုးတွေ၊အငွေကြီးကိုဆုတဲ့ဆောင်တတ်တဲ့လူမျိုးတွေ เนาะဒီလိုမျိုးဟာတွေဖြစ်တယ်ဆိုရင်အများကြီးကောင်းတယ်သူကိုယ်သူတော့ဟိုရှိတာတွေနဲ့လှအောင်စင်တတ်တဲ့လူမျိုးဖြစ်တယ်ဆိုရင်ပိုကောင်းတယ်เนาะဒါအပြင်ကျွန်တော်တို့ကတောက်ကြကြိုးอ่ะအချို့နေရာတွေမှာစကားပြောတဲ့နေရာတွေမှာလည်းတောက်ကြဟုတ်ဖြစ်တယ်ဒါကြောင့်ကိုတင်းတင်းသားသမီးတွေကိုချစ်တဲ့မျက်နိုးတဲ့လူဟာလည်းနဲ့စကားတော့နည်းနည်းပြောဖို့လိုတယ်အရင်ကြီးတုံ့နှိပါဝင်မေးမေးထုတ်ပေါ်ပြောလက်ညှိုးတောင်ကောင်းကြီးပဲလှုပ်တတ်တဲ့လူမျိုးကိုလည်းတင်းတင်းသားသမီးတွေကလက်တွဲပေါ်ဖြစ် မရွေးသင့်ဘူးဒီလိုမျိုးစမ်းစားရတာဖြစ်ပါတယ်ဒါတော့ဒီလောက်ပဲပြောမယ်ဗီဒီယိုဘယ်လောက်ကြာသွားလဲကျွန်တော်မမြင်ရဘူးကင်မရာမှာမှာကွယ်နေမိုက်ကကွယ်နေလို့နော်အဲ့တော့ဒါတကယ်လို့သားမိတွေတော့ဒီလောက်အကြမ်းမြင်းသိရရင်အဆင်ပြေလိမ့်မယ်နော်လောက်ဆိုသဘောပေါက်မယ်ထင်ပါတယ်အားလုံးပဲကံကောင်းပြီးအဆင်ပြေကြပါစေကိုဘွားလမ်းတစ်လျှောက်မှန်ကန်တဲ့လမ်းကိုရွေးချယ်ပြီးလျှောက်လမ်းနိုင်ကြပါစေလို့ဆုမကောင်းတောင်းအပ်ပါတယ်ဗျာ